အလုံးမဲ့မင်္ဂလာပါ The Great Godzilla ထရော်မဖြစ်ပါတယ်တင့်တော်မနက်ဖြန်ငွေကြေးကန်ချင်းတွေကိုဖတ်ကြပေးမှဖြစ်ပါတယ်အဲ့တော့မနက်ဖြန်ပါဆိုလို့ရှိရင်ငွေကြေးကန်အချိန်နေအတော်လေးကောင်းမွန်နေတာမျိုးတွေ့ရပါတယ်เนาะအဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့လူငယ်လူရွယ်တွေအနေနဲ့လည်းမုံဘိုးတို့เนาะအောက်ဆိုင်ဝင်ငွေတို့မျောလင့်နေတဲ့သူတွေရှိလို့ရှိရင်လည်းမနက်ဖြန် မှာငွေကြေးဝင်ငွေတွေရရှိမဲ့သဘောမျိုးတွေ့ရပါတယ်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်းပေါ့เนาะနောက်တော့ဟို အနီးနာကထပ်ဆာလို့ရှင်ပေါ့နော်ရဝေးကငွေကြီးတွေပို့ပြီးတော့ဝင်တက်တယ်ဆိုတာမျိုးတွေ့ရတယ်တချို့တွေဆိုလို့ရှင်ပေါ့နော်မနက်ဖြန်မှာကိုလုပ်ငန်းတစ်ဖောက်ထားတဲ့ကိစ္စမျိုးတွေရှိရဆိုလို့ရှင်အဲ့ဒီအရာတွေကနေပြီးတော့ငွေကြေးဝင်ငွေဝင်ကင်းရှိတယ်။နံပါတ်6တက်အသက်ကြီးရဲ့သူတွေစီကနေပြီးတော့ဗောနော် မုံဘူးရကင်းရှိရဆိုတာမျိုးတွေ့ရတယ်နော်။အဲကောင်းသောခီးထွက်အကင်းတွေရှိတတ်တယ်ဗောနော်ခီးထွက်ခြင်းဖြင့်အဲငွေကြေး ရရှိလာနိုင်တယ်ဆိုတာမျိုးတွေ့ရတယ်။ဟိုငွေကြေးကန်ကောင်းမှုအတွက်ခီးထွက်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်။အကယ်၍အချိန်မှန်လေးခီးထွက်တယ်ဆိုလို့ရှိရင်တော့ခီးရပြန်လာတဲ့အခါမှာပုံမှန်ထပ်ပို့ပြီးတော့ပေါ့နော်ငွေကြေးတွေကိုစီကိုစီစင်းလာတာမျိုးပေါ့နော်။အဆင်ပြေလာတာမျိုးတွေ့ရမှာဖြစ်တယ်။အဲ့တော့မနက်ဖက်မှာဆိုလို့ရှိရင်လည်းငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ခါတိုင်းနဲ့ပို့ပြီးတော့အာစိတ်ကြည်နာစရာအခြေအနေမျိုးတွေနောက်တစ်ခါအ အဲငွေကြေးဖူလုံတာမျိုးပေါ့နော်တင့်တယ်တာမျိုးအဲ့လိုမျိုးလေးတွေကြုံရတတ်တယ်ဆိုလိုတာတော့အလုတ်ကန်နဲ့ပတ်သက်ပြီးတော့လဲကောင်းတဲ့သတင်းစကားတွေကြားတတ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့လိုငွေကြေးနဲ့ပတ်သက်ပြီးတော့အလိုလျောက်ကန်ကောင်းသွားတယ်ဆိုတဲ့နမိတ်မျိုးလေးတွေရှိတယ်အကယ်၍ customer တွေပိုင်းမျှော်လင့်နေတယ်လုပ်ငန်းတွဲဖက်တွေမျှော်လင့်နေရဆိုလို့ရှိရင်မနှက်ဖြာမှာပေါပေါမြမြပေါ့နော်ဝင်လာကိန်းရှိရဆိုတာမျိုးတွေ့ရပါတယ် ပါဒါကမနက်ဖြန်တော့ငွေကြေးကန်ဖြစ်ပါတယ်။စီးပွားဥစ္စာများဒီလာတိုးတက်ကြပါစေလို့ဆုမွန်ကောင်းတော်ရဲ့နေကုန်းချုပ်လိုက်ပါတယ်။